င်းလေးကိုချက်ပြသားမှာဖြစ်ပါတယ်။ပိုးရိုအိမ်မှာဆိုရင်တော့အရန်ကိုကြိုက်ကြတဲ့ဟင်းလေးမျိုးလိုက်ချက်စားကြည့်ကြပါဦးနော်။ကဲဆက်ချက်ဖို့အတွက်ကြက်သားလေးတွေကိုကိုနှစ်တက်တဲ့ပုံစံလေးတွေတုံးထားပေးပါမယ်။ပိုးကတော့ကြက်ရင်မုံသားကို30တားလောက်တုံးထားပါတယ်ရှင်။ကြက်သားလေးတွေရပြီဆိုရင်တော့ကြက်သားထဲကိုစားလက်ဖိတ်စွန်းတစ်ဝက်တကြားလက်ဖိတ်စွန်းနှစ်စွန်းထည့်ပြီးနိုင်ဝက်လောက်နှက်ထားပါမယ်။ ကျက်သားနှက်ထားတဲ့အချိန်မှာတော့ဟင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ထားပါမယ်။ဂျင်းလက်တစ်စက်လောက်ကိုအရင်ထောင်းထားပါမယ်။ဂျင်းလေးတွေမညက်တညက်အနေထားရလာပြီဆိုရင်ကျက်သွမြူ9မှ6မှလောက်ကိုလည်းထည့်ထောင်းထားပါမယ်ရှင်။ကျက်သွနီလေးတွေကိုတော့ပိုအားခက်သေးသေးလေးတွေဖြစ်အောင်လီးထားပါတယ်။ခဲညင်းလေးတွေကိုလည်းအနှစ်ချက်လွယ်အောင်ခက်သေးသေးလေးတွေလီးထားပါမယ်။ဒီမှာတော့ခဲညင်းနှလုံးထည့်ထားပါတယ်။ တကယ်လို့ကိုကအနစ်မများနဲ့စားချင်တယ်ဆိုရင်ကျွတ်တုံနီနဲ့ခင်းညင်သေးကိုပို့ထည့်လို့လည်းရပါတယ်ရှင်။ဒါလေးကတော့ကြက်ခန်းနီးအုပ်ဘူးငရုသီးသီးနဲ့နက်နက်မြလေးတွေပါ။အချင်ရတာအတွက်မကြီးသည့်အနေငယ်ကိုလည်းရင်းနှီးလေးနဲ့ဖြောထားပါမယ်။ကဲပြင်ဆင်ထားတာလေးတွေလည်းအစင်းင်းဖြစ်ပြီဆိုရင်စားချက်လို့ရပါတယ်ရှင်။ဦးရဲကိုစီးထည့်ပြီးတော့စီးပူလာပြီဆိုရင်စနွေးလေးအနေငယ်ထည့်ပါမယ်။ ပြီးရင်တော့ခုနထောင်းထားတဲ့ကျက်သွန်မြူနဲ့ဂျင်လေးတွေကိုထည့်ပြီးစီးတတ်ပါမယ်။နုနုစင်ထားတဲ့ကျက်သွန်နီလေးတွေကိုလည်းထည့်ပါမယ်ရှင်။ကျက်သွန်ဖြူနီနဲ့လေးမွှေးလာပြီဆိုရင်တော့ငနေရဖို့အတွက်ခင်းညင်နီလေးတွေကိုလည်းထည့်ပါမယ်။ခင်းညင်နီလေးတွေနူးလာပြီဆိုရင်တော့အဆက်ရတာအတွက်အယောင်တင်မုတ်ကို ထမင်းစားစုံတစ်စုံ၊ယူသည့်ခွဲချံထမင်းစားစုံတစ်စုံထည့်ပါမယ်။အနက်လေးမွေးလာအောင်လို့ကင်းမွန်ငံပြားရီကိုလည်းထမင်းစားစုံတစ်စုံထည့်ပါမယ်ရှင်။ ကဲအခုဆိုအနဲ့လေးလဲမှုတက်လာပြီဆိုတော့နိုင်ဝင်းလောက်ရရတာနှစ်ထားတဲ့ကျသားလေးတွေထည့်ပါမယ်ကျသားလေးတွေကိုတော့အပေါ်ရင်တင်းတင်းလေးဖြစ်တဲ့အထိချက်ထားပြပါမယ်ပြီးရင်တော့အထက်ကအသားလေးတွေပါကြက်အောင်ရေအနေငယ်ထည့်ပြီးတဲထားပြပါမယ်ကျသားလေးတွေနူးအောင်လို့အဖုံးလေးအုပ်ပြီးဆက်တဲထားပြပါမယ်ရှင်ကြက်သားလေးတွေလည်းစီပြန်လာပြီဆိုရင်တော့အချင်းရတာအတွက်မကြီးရေကို ထမင်းစားစုံနဲ့နှစ်စုံထည့်ပါမယ်။ ူကအချင်းကြိုက်တယ်ဆိုလို့ရင်ပို့ထည့်လို့လည်းရပါတယ်ရှင်။စီပြန်လာပြီဆိုရင်တော့အရသာအပေါင်းငယ်လေးမြည်ပြီးတော့အစင်းနစ်ပြင်ထားတဲ့ငွေသီးစိမ့်နဲ့နည်းနည်းမင်းလေးဥပေးပါမယ်ရှင်။ကဲဒါဆိုရင်တော့အနဲ့ရတာနဲ့ပြည့်စုံပြီးမွမွေးလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ကြည်ချင်ဆက်လေးချက်ပြီးသားပါပြီရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ခုလိုမျိုးဟင်းချက်နီလေးတွေရောမုတ်လုံနီလေးတွေပါအမြင့်တင်ပေးသားမှဖြစ်လို့ပို့ရချန်နယ်လေးကိုလည်း subscribe လုပ်ပေးသားပါအောင်နော်။ ်အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့မယ်နော်